မိမိကတော့ညံတုံးတဲ့သားလေးညံကောင်းလာစေဖို့အတွက်အထူးကံလေးကိုထည့်ပြီးတော့မှဘောပင်တစ်ချောင်းပဲပေးလိုက်ပါရယ်။ကောင်းလေးကအခန်းထဲမှာစွန့်နေနေပြင်းလာတဲ့အခါမှာဘောပင်အဖုံဖွင့်ပြီးတော့ပြားပုံလေးဆွဲလိုက်ပါရယ်။ခဏနေတော့ပြားကတကယ်ထွက်လာပြီးတော့ပြားကကြည့်တော့ကောင်းလေးကကြောက်ပြီးတော့ဘာလို့ရင်ကောင်းမလဲဆိုပြီးတော့အကြံထုတ်ပါရယ်။အဲ့ဒါနဲ့ချင်းရိုက်တဲ့ပုံလေးဆွဲလိုက်တဲ့အခါမှာချင်းရိုက်တန်လေးထွက်လာခဲ့ပြီးတော့ချင်းရိုက်တန်နဲ့ပြားကိုရိုက်တက်လိုက်ပါရယ်။ပိုက်စားတဲ့ကမှာတော့ပီဇာဘူးပုံလေးဆွဲလိုက်တော့ပီဇာဘူးကျလာခဲ့ပြီမြေဖွင့်ကြည့်လိုက်တော့အထင်းမှာဘာမှမရှိပါဘူး ီဇာပုံထည့်ဆွဲလိုက်ပြီးတော့ဖွင့်ကြည့်တဲ့အခါမှာပီဇာလေးထွက်လာတာကိုတွေ့ရပါတယ်။ပီဇာတစ်ခုတည်းဆိုရင်မောမမဆိုတာကြောင့်ပဲပီဇာပုံရဲ့အနောက်ကနေ၆လို့ရေးလိုက်တော့ပီဇာ၆ချက်ထွက်လာတဲ့အခါမှာအားရပါရပဲစားလိုက်ပါတယ်။ထိုင်စရာနေရာမရှိတဲ့အခါမှာဆိုဖာပုံကိုဆွဲလိုက်တဲ့အခါမှာဆိုဖာထွက်ကြလို့လာခဲ့ပြီးဒီလောက်ကောင်းတဲ့ဘောပင်လေးကိုသုံးပြီးတော့အခန်းထဲမှာလူတဲ့ပစ္စည်းမှန်သမျှပုံဆွဲလိုက်ပါတော့တယ်။ဆိုဖာရတဲ့အခါမှာတော့ TV ပုံကိုဆွဲပြီးတော့ TV ကြည့်နေပြီးကောင်မလေးတဲ့ပုံကြားလာတဲ့အခါမှာကောင်းတန်းလိုက်ပြီးမော်ဘောပင်နဲ့ကောင်မလေးဆွဲလိုက်တဲ့အခါမှာကောင်မလေးကထွက်လာခဲ့ပါတယ်။ နှကန်းဆွဲဖို့မေးခဲ့တာကြောင့်နှကန်းပုံလေးထက်ဆွဲပေးရပြီးကောင်မလေးကအခန်းထဲမှာယူဒီရဲ့ရောက်လာတော့ကြောက်လန့်နေပြီးတော့အပြင်ထွက်ဖို့လုပ်ပါတယ်။ကောင်လေးကကောင်မလေးပျော်ရွှင်စေဖို့အတွက်ပစ္စည်းမျိုးစုံပုံကိုဆွဲပြီးတော့ပြောင်းအောင်လုပ်ပေးတယ်လို့ကောင်မလေးကတော့စိတ်တူပြီးတော့ကောင်လေးရဲ့နှကန်းကိုတုံးနဲ့ရိုက်လိုက်ပါတော့တယ်။ကောင်လေးကဂိမ်းဆော့ဖို့အတွက်ကောင်မလေးကိုခေါ်ပြီးမှကောင်မလေးကတော့ဖုန်းလေးမိဖို့ပဲလုပ်နေတာတွေ့ရပြီးကောင်လေးကမော်ပေါ်ပင်နဲ့ Wi-Fi လေးဆွဲပေးလိုက်ပါတယ်။လိုက်မိတဲ့အခါမှာတော့ရီးစားစီကအချင်းတွေဖို့စာရောက်လာတဲ့အခါမှာအပြင်ထွက်ဖို့တဲ့တကားကိုရှာနေပြီးအလှလည်းမပြင်ရသေးတဲ့အခါမှာကောင်လေးကိုပြဿနာရှာပါတော့တယ် ကောင်လေးကလည်းဓားပုံဆွဲပြီးတော့မှနေရန်ကိုဖြိုချဖို့လုပ်ပြီးနေရန်ဖြိုချမိမဲ့ဆက်ကူအမုံတွေထွက်လာခဲ့ပြီးတော့နေရန်ကထူတာကြောင့်ပဲဖြိုချလို့မရဖြစ်နေတာပါအပေါကြီးဖြစ်သွားတဲ့အခါမှာကောင်မလေးထွက်သွားပြီးမဲ့အဲ့ဒီခန်းလေးကိုပဲပြန်ရောက်လာခဲ့ပြီးကောင်လေးကလည်းမယုံနိုင်တဲ့အခါမှာဝင်လိုက်ကြည့်တဲ့အခါမှာတော့အဲ့ဒီခန်းလေးပဲတကယ်ပြန်ရောက်လာတာတွေ့ရပါတယ်ခဏခဏဝင်သွားပြီးမဲ့အဲ့ဒီခန်းလေးပဲပြန်ရောက်လာတာဖြစ်ပြီးတော့ကောင်မလေးကနီးလန်းရှာခိုင်းတဲ့အခါမှာတကားပုံလေးဆွဲပေးပြီးတော့ထွက်ခိုင်းလိုက်ပါတယ် တကားဖွင့်ကြည့်လိုက်တဲ့အခါမှာအထက်ကနေတကားတွေအများကြီးထွက်လာခဲ့ပြီးတကားအချက်100လောက်ဖွင့်ပြီးတော့ထပ်ပေါက်ကိုတွေ့ပြီးတော့နှစ်ယောက်သားထွက်လာခဲ့ပါတော့တယ်။လူကြီးမျိုးရောဒီကနေ့မှပြေးမိနေခဲ့ရင်ဘာပုံဆွဲကြမှာပါလဲ။ကောင်လေးတွေကလှုပ်ဝဲအခန်းလေးကနေရောက်အောင်ကိုထွက်ကြမှာပါ။ကောင်လေးရဲ့တကိုယ်လုံးကတိတ်တွေနဲ့ပတ်ခံထားရတော့တငယ်ချင်းကကနန်းလမနဲ့တိတ်တွေကိုညှက်ပေးလိုက်ပါတယ်။ဒီကကောင်လေးကလည်းဘာလို့ရမှန်းမသိဖြစ်နေခဲ့ပြီးတော့ရဲ့ကြည်နေတော့မှတာဟာဂျူသားတွေနေတဲ့နေရာမြ мян ထပ်ဖို့လောက်ကြလို့ပြောပါတယ် မထဘူးဆိုလို့ရှင်တော့အကုန်လုံးတည်ကြမှာဖြစ်ပြီးတကားတစ်ခုပြင်သွားတဲ့အခါမှာသုံးယောက်သားဝင်လာကြတော့အဆောင်ဖြစ်နေပြီးတော့အပြင်ကိုကြည့်လိုက်ရင်အကောင်အထည်ကြားနေရပါတယ်။ဂျင်းကြီးတွေရှောက်တွေသွားခဲ့ပြီးဆရာဝန်တွေချင်းနဲ့တခြားပစ္စည်းတွေလည်းရှောက်တွေသွားကြပါတယ်။မိကန်တေတာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအထက်ကနေရမူထွက်လာခဲ့ပြီးတော့ခလုံးနှိမ့်ကြည့်လိုက်တဲ့အခါမှာ TV တွေကလူကြီးကဒီကနေထွက်ဖို့အတွက်ဘာလို့ရှာရမလဲဆိုတာပြောပြပါဗျ။အပြင်ထွက်ကြည့်တဲ့အခါမှာတော့အပေါ်မှာပင်လယ်နဲ့သံတမမျိုးစုံကိုတွေ့ရပြီး တကားတစ်ခုတွေ့တဲ့အခါမှာယူလာတဲ့ဒုတ်တန်လေးနဲ့ပွင့်ကြည့်လိုက်တဲ့အခါမှာတော့ပွင့်သွားခဲ့ပြီးတော့အထဲကိုဝင်ပြီးတော့ကြည်ကြပါတယ်။အထဲကနေငါးဖန်းပစ္စည်းမျိုးစုံကိုရှာတွေ့ခဲ့ပြီးမှဘာမှလုံးလုံးမရတာကြောင့်ပဲစဉ်းစားကြပြီးရင်ငုပ်ဘက်ကိုတက်ပြီးတော့ကောင်းလေးတယောက်ကအထဲကိုဝင်ကြည့်ပါတယ်။နောက်တကားတစ်ခုပွင့်လာတဲ့အခါမှာသွန်ရော်သားအဲ့ဒီပေါက်ကနေထွက်ကြသလိုဂျိုသားတွေတေချာလှုပ်ထားတဲ့ကော်စီအောင်ဘူးလေးတွေလည်းတွေ့သွားကြပါတယ်။ ရေဘူးကိုဖြုတ်ပြီးတော့မှပစ္စည်းတွေထည့်လိုက်တဲ့အခါမှာအပေါက်ပေါက်ပြီးတော့ရေကျလာပါတယ်တစ်ဖက်ကကောင်လေးတွေကိုအကြောင်းကြားလိုက်ပြီးတော့သူ့ကိုမဆောင်မင်းနဲ့အ мян ထွက်ကြဖို့ဆိုပါတယ်နှစ်ယောက်သားကောင်လေးကိုဆုံးရှုံးလိုက်ရပြီဆိုပြီးတော့ဝမ်းနေနေကြသလိုနှစ်ယောက်သားဂျိုသားတွေရဲ့စန်းသက်ခန်းလေးကိုရောက်နေတာဆိုပြီးတော့အပြင်ထွက်ဖို့အတွက်ရှောက်ရှာကြပါတော့တယ်သပွဲခုံပေါ်မှာတွေ့တဲ့ရောင်စုံစေးရီတွေကိုရှောက်ဆက်ပြီးတော့စမ်းနေပြီးအထက်ကကောင်လေးပုံစံပြောင်းလို့သွားပါတယ်နောက်တဲ့တယောက်နဲ့စမ်းတော့မှပုံမှန်ပြန်ပြေသွားတာဖြစ်ပြီးတော့ရင်းနှီးတော့မဲ့ကောင်းလေးကလည်းတစ်ဖက်ပေါက်ကနေလွမြောက်ပြီးတော့ပြေးထွက်လာပါတော့တယ် ုံယောက်သားခီးရှေးဆက်ကြပြီးတော့ကြီတောင်းတွေကိုတွေ့ရတဲ့အခါမှာတာဝန်ရကြီတောင်းတွေကိုအပေါက်ထဲကိုထည့်ရပါတယ်။နေရမာလေးပုံတွေတွေ့ပြီးတော့မှဘေးခန်းကိုဝင်လိုက်တဲ့အခါမှာရှင်ကိုတင်မောကိုတွေ့ရပြီးအဲဒီထဲကိုဝင်ကြည့်ကြပြီးတော့တင်မောလေးကိုဝင်ကနှစ်ယောက်သားထွက်ခွာသွားကြပြီးတော့တခြားနေရာကိုရောက်သွားခဲ့ပါတယ်။အဲဒီကိုရောက်တဲ့အခါမှာဂျိုသားတွေကိုရှောက်တီးသွားတဲ့အခါမှာအပေါက်ကိုအမြန်ပိတ်ပြီးတော့အမြန်ဆုံးထွက်ပြေးခဲ့ပါတယ် တစ်ဖက်ကကောင်လေးကလည်းတင်းမောရှောင်တီသွားခဲ့ပြီးတော့တုံးယောက်သားထွက်ပြေးဖို့အတွက်ပြင်ဆင်ကြပါတယ်။ဂျိုသားတွေကတော့ဒုံးကြီးနဲ့ပြစ်တက်လိုက်တော့တေးသွားခဲ့ပြီးတုံးယောက်သားရေရောက်ကဘာတွေကနေထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။လူ၆ယောက်စက်ကူဘူးတွေထဲမှာပုံရမှာဖြစ်ပြီးတော့မှနောက်ဆုံးကျန်တဲ့သူကစုငွေရရှိမှာပဲဖြစ်ပါတယ်။ကျောင်းဝင်းထဲမှာတော့စက်ကူဘူးတွေအများကြီးရှိနေပြီးလူချောက်ယောက်ကစက်ကူဘူးတွေကိုဝင်ပြီးတော့ပုံရမှာပဲဖြစ်ပါတယ်။ဝေဝေပုံနယ်လေးအန်ရီပို့ပြီးတော့ကင်းလေးလေးဖြစ်ပြီးကောင်လေးကတော့ရေကန်လေးကတက်တာဘူးတွေမှာဝင်ပြီးတော့ပုံပါတယ်။ဒါတော့အင်းနေတဲ့ရာသီဥတုမှာရေကန်လေးမှာပုံနိုင်ပါမလား? ကောင်မလေးကတော့တင်းနေကောင်မကစက်ကူဘူးထဲမှာဝင်ပုံပြီးနောက်ထပ်ကောင်လေးတယောက်ကတော့ဂရင်မောကစက်ကူဘူးထဲမှာဝင်ပုံပါတယ်ဝီဝီကိုသွားပြီးတော့ပုံလေးလေးဖမ်းဖို့ခက်တာကြောင့်ပဲအကုံလုံးကဝီဝီကိုပုံပါတယ်သူတို့အကုံလုံးပုံပြီးတဲ့အခါမှာလိုက်ချမဲ့ကောင်လေးကအဝိုင်းလှည့်ပြီးတော့လိုက်ချဖို့ပြင်ဆင်ယူပါတော့တယ်ရလာတဲ့ပြည်စည်းနဲ့စက်ကူဘူးကိုတိုက်ကြည့်တဲ့အခါမှာစက်ကူဘူးကအလူကြီးဖြစ်နေတဲ့အခါမှာထက်ပြီးတော့ရှာဖို့လုပ်ပါတယ်။ကောင်လေးကလက်ဘဝအယုတ်ကြီးကိုအပေါ်ကနေပြစ်ချလိုက်ပြီးမြေအောက်ဆင်းကြည့်တဲ့အခါမှာစက်ကူဘူးလေးမှာဘာမှမရှိပါဘူး။ စက္ကူဘူး၄ခုထဲမှာတယောက်ယောက်ရှိလိမ့်မယ်လို့ခန်းစားရတာကြောင့်ပဲခုံကြီးလိုက်ပင်မဲ့ဘသူမှမရှိပါဘူး။ဘေးနားကကောင်းလေးကတော့မိမာဆိုတာကြောင့်ကြောက်နေခဲ့ပြီးနောက်ထပ်ရလာတဲ့ပစ္စည်းကတော့လူအရေးကိုစကန်ဖက်လို့ရတာကြောင့်ပျော်ရွှင်လို့သွားပါရတယ်။အဲဒါနဲ့ရှာကြည့်တဲ့အခါမှာတင်းနစ်ကောင်မကကောင်းမလေးကိုရှာပြေးခဲ့ပြီးနောက်ထပ်ရလာတဲ့ပစ္စည်းကတော့ဖျက်သည့်ဖြစ်ပြီးတော့ပြစ်ချလိုက်တဲ့အခါမှာအထင်းမှဘသူမှမရှိပါဘူး။ဘီနာကကောင်လေးကလည်းဖျက်သည့်ပြီးမှကိုကြောက်နေခဲ့တာဖြစ်ပြီးရေပိုက်ရလာတဲ့အခါမှာစက်ကူဘူးတွေကိုရေပိုက်နဲ့လိုက်ပဲတော့ရေကန်ပေါ်မှာပုံနေတဲ့ကောင်လေးတွေဖမ်းမိလို့သွားပါတယ်။ ခဏလေးတွင်းမှာပဲလူနှစ်ယောက်ကိုရှောက်တီသွားခဲ့တဲ့အခါမှာတခြားသူတွေကလည်းနေရာပြောင်းပြီးတော့ပုံကြပါရယ်ရေကနေပုံနေတဲ့ကောင်းလေးကတော့မပြောင်းလဲပါဘူးနောက်ရှာဖို့ရလာခဲ့တဲ့ပစ္စည်းကတော့ခွေးဖြစ်ပြီးခွေးကလူနဲ့အခဏကောင်းတာကြောင့်ပဲခွေးရလိုက်တဲ့နေရာကနေတိတောက်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာကောင်းမလေးကိုရှာတွေ့လို့သွားပါရယ်တုံးရောက်ပဲကျန်တော့တာဖြစ်ပြီးတော့မှနောက်ထပ်ရလာတဲ့ပစ္စည်းကတော့တရားဖြစ်ပြီးတရားနဲ့ဝင်တိုက်လိုက်တဲ့အခါမှာနောက်ထပ်တယောက်ကိုရှာတွေ့သွားခဲ့ပြီးတော့လူနှစ်ယောက်ပဲကျန်မာတော့တယ်။လူရဲစကန်ဖက်လို့ရတဲ့ပစ္စည်းထက်ရလာတဲ့အခါမှာရေကန်တော့မှလူရဲကိုရှာတာကြောင့်ပဲ ရေကန်ထဲမှာဘသူပုံနေတာလဲဆိုတာဝင်ပြီးကြည့်တဲ့အခါမှာတော့ကောင်းလေးဖြစ်နေတာကိုတွေ့ရပါတယ်။နောက်ဆုံးတယောက်ပဲကျန်တော့တာပြပြီးတော့မှတူနဲ့ဆက်ကူဘူးတွေကိုထူပြီးတော့လိုက်ရှာပါတယ်။နောက်ဆုံးမှာတော့ကောင်မလေးကိုရှောက်ထိသွားခဲ့ပြီးမဲ့အချိန်ပြည့်သွားတာကြောင့်ပဲကောင်မလေးကအနံ့ရရှိလို့သွားပါတယ်။ဟုတ်ကဲ့လူကြီးမင်းတို့ဆိုရင်ရောဘယ်နာမှာပုံမယ်လို့တွေးထားလိမ့်ခင်ဗျ။